ပြန်လုံနေရောင်းရင်းဝယ်ရင်းနဲ့ပဲပြတိထားပါအဲ့လိုပဲကိုယ်အိမ်မှာနေနေတဲ့ချဲရင်းပြုတ်လဲရင်းကျင်းလျှော်ရင်းဖွင့်နေပဲပြတိထားပါအဲ့လိုတတိထားနေရတဲ့အတွက်လူအလုပ်တွေပြတ်မှလာမပြတ်ဘူးလားဗျာပြတ်ပါမပြတ်ဘူးဗျာအဲ့လိုမျိုးလို့ဖြစ်တဲ့အတွက်ဘုရားရဲ့တရားတော်ရဲ့ဂုံကြီးထဲမှာဆိုရင်လဲအာကာလိကောအတရားတော်ဟာကာလမယူပါဘူးကာလမပေးရပါဘူးလို့ဒီလိုဆိုလိုတာပေါ့ဗျာတရားကျင့်နေတဲ့အတွက် ကာလာတိကြမပေးရဘူးဟုတ်တာဗောသတိထားနေတာဆိုတာကတော့ဘယ်လိုလုပ်ပြီးတော့ကာလာတိကြပေးရမှာလဲဒီလောက်သတိထားတာဘာခက်တာမှာလဲကမင်းချင်လည်းရပါပဲတပြည့်စည်လည်းရင်လည်းရမှာပဲအဲ့လိုဆိုတော့ကျုပ်တို့ရဲ့တီလာကိုစောင့်တာမှာကျုပ်တို့တော့ဒီတိုင်းတိုင်းဘာမှတီလာလေးယူပြီးနောက်ပြီးပြီဆိုပြီးဘာမှတခါလဲဟောပြီးပြီဆိုပြီးတော့တော့မကဘူးကျုပ်တို့ရမှာရှိတယ်ပတိစိတ်ကြ ကျွတ်တော့မေတို့လည်းပရိသိတ်တာပဲကျွတ်တော့ဖွားတို့လည်းပရိသိတ်တာပဲဘာဖြစ်လို့ပရိသိတ်တာလို့ဆိုတီလာလုံအောင်လို့ပရိသိတ်တာအဲကျုပ်မင်းကွန်းရောက်တဲ့အခါကျမင်းကွန်းကတီလာရှင်ကြီးကျုပ်ကျုပ်ကိုပြေးတဲ့မွေးတဲ့တီလာရှင်ကြီးပေါ့သူ့အသက်ကလည်း80လောက်ရှိပြီတနေ့တော့ကျုပ်နဲ့စကားပြောနေတော့မှသူ့အမှတ်ရပြီးတော့သူ့တပည့်တယောက်ပြောဟဲ့မင်းပြမငါပရိပေးသားနဲ့အဲသူလှန့်တော့ဟဲ့မင်းပြမငါ့ကိုပရိပေးသားလို့ပြောခဲ့ကြဒီမှာရက်လဲလို့ပရိရဘာလို့ကြောက်စိတ်နေရတော့ အာခင်ဗျာမတီးစိတ်တာတီးဟပြက်တယ်ဗျာပုံညာလဲမဟုတ်ကဟုတ်ကပြောကုန်မယ်လေတီးဟပြက်တဲ့ခါလဲတီးလာလုံအောင်လို့မတီးစိတ်တာတဲ့ဟုတ်ဘူးလို့ခင်ဗျာမတီးစိတ်တဲ့ခါပတီးပဲစိတ်ရောက်ပါလို့တီးလာစီကိုစိတ်မရောက်ဘူးလို့အဲ့လိုဆိုတော့ဘယ်လိုလုပ်တီးလာလုံပါတော့ဗျာလို့ကျုပ်ကနေပြီးတော့အဘိဓမ္မာလို့တွတ်ပြမှာအမေဖွားကြီးလက်ခံသွားတယ်ဗျာအဲဆုလိုတာကတော့ဖြင့်ကျုပ်တို့ဒီမှာဥပ္ပိုလ်ဆောင်နေသူပတိစိတ်ကြတယ်ကဲပတိစိတ်တာဟာတိလကိုပြက်တာဗျာ ဟုတ်ဒီပရိသတ်တော့ပရိသတ်ပဲစိတ်ရောက်နေတာလေတိလစီစိတ်မရောက်ခုနတော့ကတတိယထံပွားရင်းနဲ့တိလဆိုတာကတော့သူ့ဒီမှာတတိယထံလောဘဖြစ်တယ်လားဒေါသဖြစ်တယ်လားငါလောဘနဲ့အသက်ရှူနေရလားဒေါသနဲ့အသက်ရှူနေရလားဆိုသူဒါလေးလာနေတာဆိုတော့ဟိုတိလကိုစောင့်ဆိုလိုတာကတော့တိလကိုတတိပဌာန်နဲ့လည်းပဲပန်ဖို့ပြီးတော့တိဆောက်ကြပါတိဆောက်ရကောင်းမှန်သိပေးကြပါလို့ဒီလိုမျိုးလို့ပြောရမှာပေါ့ဗျာ တစ်ချက်နောက်ဒါတော့ပဲလားလို့ဆိုတော့တီလကိုဇန်နေနဲ့လဲပွားပြီးတော့ဇန်နေနဲ့ဝင်စားပြီးတော့တီလကိုဆောက်တည်ကြပါဟာဘယ်နှလို့ဇန်ဝင်စားရမှာတော့ဒီလိုစဘာဇန်ရလို့သူ့ရဲ့ဇန်ဆိုတာမိုးအောင်ပြန်တဲ့ဟာလို့ထင်းနေတာ ။ဒါရှင်ညာနာရဲ့ခုတရားကိုမနာခင်တုန်းကပေါ့နော်။ဒါမိုးဖျားရှင်ညာနာအနေနဲ့တတိပဒံတရားကိုဒါအမြဲတမ်းကျင့်နေဆိုတာမျိုးကိုကျွန်တော်သိရှိရတယ်ပေါ့နော်။ပြီးတော့ဒါတိလောက်ကိုစောင့်ကြည့်တယ်ဆိုရမှလည်းတခြားအရာတွေမဟုတ်ဘူး။တကယ်တော့ဒါလောဘဒေါသမောဟပေါ့နော်။အဲ့ဒီ၃ခုကကိုယ့်ရဲ့တဏ္ဍာမှာ ဖြစ်နေလားဆိုတော့ဟိုအကောကိုစိတ်နဲ့အမြဲတမ်းစောင့်ကြည့်ပြီးတော့မှအဲ့ဒီနီလန်းနဲ့မဲ့ဒါတိလောက်ကိုစနစ်တကျစောင့်လို့ရတယ်ပေါ့တကယ်တော့ဇန်ဆိုတာဘိုးဘောပြန်နေအောင်ဇန်ဆိုတာကတွေးခေါ်တိုင်းတွေးခေါ်တိုင်း ဆံမဲ့အနည်းဆုံးဓမင်းကျရင်လဲဇံပါတာပဲတပြည့်စီလဲရင်လဲဇံပါတာပဲဝှို့လျှော်ရင်လဲဇံပါတာပဲရောင်းရင်ဝယ်ရင်လဲဇံပါတာပဲပြောမစွင်တော့ခိုးမယ်ဆိုးမယ်ဆိုရင်တောင်ဇံပါရတယ်သူများပြည့်စီသွားခိုးမယ်ဆိုရင် အမလေးဇံဝင်သားလဲရတယ်ဖြစ်ချင်းဘယ်ဒီသူကဘယ်ချိန်အိတ်တတာတော့အဒီသူကဘယ်လိုတကားကိုပိတ်တာတော့ဒီသူကပြည့်စီရဘယ်လိုထားတာတော့အဲဒီသူနိုးလာရင်ဘယ်ပေါက်ကနေထွက်ရမှာတော့သူအကုန်လုံးပုံပေါ်အောင်ကိုဝင်စားရတယ် ဘာဖြစ်လို့လဲဆိုသူဝိတတ်တွေနဲ့အဲ့ဒီအာယုန်တွေပေါ်မှာတင်ကြည့်နေရတယ်ဝိဇာရတွေနဲ့အဲ့ဒီအာယုန်တွေကိုအထက်ထပ်သုံးသပ်ကြရပီတိဒုက္ခတွေနဲ့အဲ့ဒီသုံးသပ်တဲ့ဟာကိုပျော်မွေ့ချမ်းမြေ့ပြီးတော့ကိုကြည့်ရအဲ့လိုဖြစ်ပြီးမှသူသွားခိုးလို့ရတာအမှုပဲမှမဲ့လူကျင်နာနဲ့သွားခိုးရင်တော့ဗျာတခါလေဟောလဝေးဆုံးနဲ့တိုးမယ်ဆိုတာမှတ်ပြီးတော့လို့ပြောကြသူဘာလို့လဲဆိုရင်တော့ဘယ်သူမှမခိုးတာပဲမခိုးတာပဲနဲ့ခိုးမိပါပေါ့လားခိုးတတ်အောင်ဆိုတာဇံပွားတာ ဆိုလိုတာကတော့မကောင်းမှုတောင်ဇံပွားရပါတယ်လို့ဆိုတဲ့အကြောင်းကိုပေါ်လွင်ဖို့အတွက်ဒါပြောတာပါဆိုလိုတာအခုကောင်းမှုဖြစ်တယ်ကျုပ်တို့ရဲ့သူ့တက်တန်းချင်းမှရှောင်းချင်းပါကြီးသူ့ဥစ္စာခိုးချင်းမှရှောင်းချင်းပါကြီးဒါလူလောကအတွက်တောင်းစီရမယ်တစ္ဆာတရားတွေဖြစ်ပါကြီးလို့ဆိုတော့ဘယ်ကျုပ်တို့ဒါဇံပွားရမှာပေါ့ဘယ်လိုပွားမလဲခိုးချင်းမှရှောင်းချင်းပါကြီးလို့ဆိုရင်ခိုးတာရှောင်းချင်းတာကဝီရတိဝီရမဏိကိုဗျာနော်ဝီရမဏိဆိုတာဝီရမဏဝီရမဏ ဝိရမနာရမဆိုတာပျော်တာကိုပြောတာဝိဆိုတာကတော့ပျော်တာကိုတားမြစ်လိုက်တာမပျော်ဘူးလို့ပြောတာအာဝိရမဆိုတာတော့မပျော်စရာလို့အထိပ္ပာယ်ရောက်တယ်မပျော်စရာပျော်အဲခိုးချင်းကိုမပျော်စရာဖြစ်နေသောက်တိပါကြီးအခိုးချင်းမှာမပျော်မွေးဖို့အတွက်သောက်တိပါကြီးပေါ့ဗျာအဲအဲဒါပေမဲ့မပျော်မွေးဖို့ အဖြစ်နဲ့သောက်တီပါကြီးလို့သာပြောတာဆိုလာဆိုလိုက်တာဘာလို့တော့သိမသိဘူးဗျာနော်ကောင်းပြီလို့ဆိုရင်ဝိရတိလောက်ပြီလို့ဆိုရင်ဝိရတိဆိုဝိရမိတ္တဘာရှိအောင်ဝိရမိတ္တဘာဆိုတာရှောင်းနေရှောင်းနေဆိုတာရှောင်းစရာရှိအောင်ဥမာတို့ဒီစားစရာထဲမှာအညင်ကြီးတစ်ခုကိုကြာသွားတယ်လို့ဆိုရင်ကျို့တို့စားခြင်းနဲ့စိတ်ပေါက်ပါအောင်တော့မလားဟုတ်တော့ကိုဒီစားစရာကို စားကြနဲ့စားကျင်တဲ့စိတ်တော့တစ်ခုကိုများဒီထဲကြသွားတယ်လို့သာတိလို့သာတော့ဘလို့မှစားကျင်စိတ်မပေါတော့ဘူးအဲ့ဒါဘာဖြစ်လို့လဲအစိတ်တင့်တာဒီအစိတ်တင့်တာကဝိရမိတပ်ပါစိတ်ပြက်စရာပေါ့အစိတ်ပြက်စရာကြီးကိုသူဖြစ်သွားပြီလို့ဆိုရင်တော့သူ့အနေနဲ့ဒါကြီးကိုစားကျင်တယ်သူ့လိုဆိုပြီးချုပ်တီးတာထားရတာစားကျင်တယ်လို့ဟုတ်ကုန်မို့တော့ချုပ်ကိုတီးမနေရတော့ဘူးစားကိုမစားကျင်တော့ဘူးဘောင်းဆိုတာကြီးကစိတ်တင့်တယ်အားကြီးလို့သိတာပေါ့ အဲဒီလိုမျိုးလို့ဝိရမီတဝဆိုတာရှိရမယ်။ဘသူ့အသက်တည်းအဖြစ်ရှိတယ်။ဘယ်လိုအဖြစ်ရှိတာလဲမသိဘူးဗျာ။အဲ့ဒါလေ။သိပါရဲ့ဗျာဘယ်လိုသိတာလဲသူငရဲကြပါ။ဟွန်းငရဲသိလားသူငရဲလည်းမသိဘူးဗျာ။မသိဘဲနဲ့သိတယ်လို့လုံနေရတာဆိုတော့အစောဝိုင်းကပြောတဲ့အတိုင်းပဲအသိဆိုတာအရှိတရားရဲ့တည်းတင်ဖြစ်တယ်ဆိုတော့ကပန်းလုံလုံဗျာတော့တာ။အဲဆူလိုတာတော့ဖြင့်ကျုပ်တို့ကတတ်တာရဲ့အပြစ်ကိုသိပြီးတော့ တတ္တရဲ့အပြစ်သိတာကဝိရမိတ္တပါဝိရမိတ္တပါလို့ဆိုရဲတတ္တရဲ့အပြစ်ကို မြင်တဲ့အခါကျတော့တတ်ချင်းကိုမလိုလားတော့ရှောင်ကျင်ပါမပျော်တော့တတ်ချင်းကိုမပျော်တော့ဘာလို့တတ္တရဲ့အပြစ်ကိုမြင်တော့တတ်ချင်းမပျော်တော့ဘောဒါကြောင့်ဝိရတိဝိရတိကဝိရမိတ္တပါလို့ဆိုရဲတတ္တရဲ့အပြစ်ကိုသူကြည့်ရလေတတ္တရဲ့အပြစ်ကြည့်ဖို့အတွက်ဆိုတာလည်းပဲအလိုအမလဲဆိုဝိတက်ထောက်ရတော့ အဲ့ဒီတတ်တာရဲ့အပြစ်ကိုရှာဖွေရတော့မယ်။ကဲငါတချင်းတော့ရှောင်ကြဉ်ပါပြီတဲ့။တတ်တာဘယ်လိုအပြစ်ရှိလို့တုံး။ကဲကိုအုံးကိုနောက်ထဲကအသည့်စိတ်ကိုအဲ့ဒီတတ်တာရဲ့အပြစ်ပေါ်မှာတင်ရမှာ။ဥပမာဒီတယ်လီဖုန်းကလေးပေါ်ကိုကျုပ်စိတ်ကိုတင်လိုက်တဲ့အခါကျတော့အော်တယ်လီဖုန်းတိတဲ့စိတ်ဆိုကျုပ်ဖြစ်တယ်လို့။တတ်တာရဲ့အပြစ်ဆိုတဲ့အာယုံပေါ်ကိုကျုပ်တို့ရဲ့အသည့်စိတ်ကလေးကိုတင်ပေးတာဝိကြက် ဟောပထမဆံဒါပြောစစ်ထုတ်ဝိတက်ကအဲအဲ့ဒါတင်ပြီးလို့ရပြီတင်လို့ရပြီလို့ဆိုရဲ့ဝိဇာရသူ့ကိုကျက်စားကြည့်အောင်ဝေဖန်းကြည့်အောင်ဟာဒီကောင်ဘယ်လိုဖြစ်လဲလှမ်းကြည့်မယ်လှောကြည့်မယ်ပေါက်ကြည့်မယ်ထေးကြည့်မယ်အစရှိတယ်အဲ့လိုရင်လောက်လို့မကဘဲနဲ့ဒါသေးချာမိလာပြီဆိုပျော်သွားပြီဟေးဟုတ်ပြီပါဟောဟောတော့ပြီးဒီဖြစ်သွားပြီလားချမ်းမြေသွားပြီအဒုက္ခဖြစ်သွားပြီပေါ့ဗျာဒါ ဒီတော့ပြောမယ်ဆိုရင်ခုနဝိရမိတပဆိုတဲ့ရှောင်းကျင်စရာပစ္စည်းတတ်ချင်းမှရှောင်းကျင်တယ်လို့ဆိုရင်ရှောင်းကျင်စရာပစ္စည်းသူမြင်လို့မလို့ရှောင်းကျင်တာဆိုတော့ရှောင်းကျင်စရာပစ္စည်းအပေါ်မှာရှောင်းကျင်စရာအာယုံအပေါ်မှာအထက်ထက်ဇာဝင်စားဝိတဝိဇာရပိတိဒုက္ခဧကဂရာနဲ့ဖြစ်ဖြစ်ဝိတဘပါတော့ဘယ်နဲ့ဝိဇာရပိတိဒုက္ခဧကဂရာနဲ့ဖြစ်ဖြစ်အဝိဇာရတော့မပါတော့ကွာပိတိဒုက္ခဧကဂရာနဲ့ပဲဖြစ်ဖြစ် အထက်ထက်ဝင်စားပါများရင်ဝိတက်တွေဝိကာရတွေမလို့တော့ပီတိတွေဒုက္ခတွေတောင်းတော့မလို့တော့ဥပိ္ပခာရေကက်ကရာနဲ့ဟာပြီပြောဟာဟုတ်ပြီဒီကောင်းရဲ့အပြည့်အတော့ဒီလိုဟုတ်တယ်လေအဲဒါအပြည့်မြင်မှဖြစ်ပါတော့အဲအပြည့်ကဘယ်လိုမြင်ရမလဲငရဲလို့မြင်လို့တော့ခင်ဗျားတို့မြင်ပါမလားမမြင်ဘူးရတော့ အဲ့တော့ငရဲနဲ့ကျွတ်လို့ခြောက်တယ်ဗျာကိုပြောသွားတာကဒါရှင်ညာနာရဲ့မကောင်းမှုကိုအမြင့်ပြက်ဖြောင်းနေပေါ့နော်အဲ့တော့အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဟိုတနေ့ကမှဒီ Google AI နဲ့တွားပြီးတော့ဆွေးနွေးပြလိုက်သေးတယ်လူမျိုးလဲဆိုတော့ဗျာဒီကျွန်တော်တို့ဗုဒ္ဓဘာသာတွေမှာဒီယဟန်တာတွေပေါ့နော်အဲကျွန်တော်တို့အရင်တုန်းကသိခဲ့တဲ့ပုံစံအရယဟန်တာတွေဒီမကောင်းမှုပယ်တဲ့ပုံစံကပေါ့နော် တရားတွေထိုင်တယ်တရားထိုင်ပြီးလို့ရင်ဒါ message တွေပါတွေဖြစ်လာတယ်ဒီ message ဆိုတဲ့ဒါစိတ်တက်ခဏတစ်ချက်ပြီးလိုက်တာ ਨੇ တပြိုင်နက်သေးပေါ့နော် तू ကဒါလုံးဝကိုပြောင်းလဲသွားတယ်အဲမကောင်းမှုတွေလည်းမလုပ်တော့ဘူးမလုပ်တော့ဘူးဆိုတာလည်းအဲ့ဒီမကောင်းမှုရဲ့ပေါ့နော်ဒီအကြောင်းရင်းခံဖြစ်တဲ့ဒီလောဘတွေဒေါသတွေသူ့စီမှာမရှိတော့လုံးဝအမြင့်ပြတ်သွားတယ်အဲ့တော့အဲ့ဒီအတိအတာအရင်တော့ကျွန်တော်တို့အတိပေါ့နော်ဒါမှမဟုတ်ဒါရှင်ညာနာရဲ့နီလန်းကတော့အဲ့လိုမျိုးမဟုတ်ဘဲနဲ့အခုမကောင်းမှုရဲ့ဒီဆိုးကျိုးကိုတွေးတောဆင်ခြင်ပြီးတော့မှ ပြောရရင်ဒါကိုကိုတိုင်းကိုလုံးဝကိုကျင့်ယူရတယ်ပေါ့နော်ကျင့်ယူရဲဆိုရမှာလဲဒါတရားကျင့်တာမဟုတ်ပဲနဲ့ဒီအလေးထားဖြစ်အောင်ကျင့်တဲ့ပုံစံမျိုးအဲ့တော့အဲ့ဒီနီလန်းတစ်ခုကိုကြာကျွန်တော် AI ကိုတွားပြီးပြောကြည့်တယ် AI ကလည်းဒါခုနအရှင်ညာနာပြောခဲ့တယ်လို့မျိုးပဲပေါ့နော်ကျွန်တော်တို့ဒါလူသားတွေမကောင်းမှုကိုရှောင်တယ်ဆိုတာမှာဘယ်လိုပုံစံမျိုးလဲဆိုတော့အဲသူပေးခဲ့တဲ့ဥပမာကတော့ဒါကလေးတယောက်ပေါ့နော်မသိခင်တုန်းကတော့ဒါရင်သွေးအိုးတွေဖြစ်ဖြစ်ဒီတခြားအန်တဲ့ရှိတဲ့အရာတွေပဲဖြစ်ဖြစ်တွားပြီးတော့ကင်တာတွေထိတာတွေရှိတယ် ဒါမှမဟုတ်တော့သူတခါခံလိုက်ရပြီဆိုတာနဲ့ဒီပိုင်းတည်းပေါ့နော်။နောက်မှသူ့အတွက်ကဒါရင်းနှီးဖို့မကင်မိဖို့ဒီတခြားမကောင်းတဲ့ကိစ္စသူ့အတွက်အန္တရာယ်ရှိတဲ့ကိစ္စတွေကိုမလုံးမိဖို့ဆိုပြီးတော့ဒါထွေထွေထူးထူးလေးဒါအောင်ကြီးသီးခံနေရတဲ့ပုံစံမဟုတ်တော့ဘူး။အဲ AI ကတော့အဲ့ဒီဥပမာနဲ့ပဲဒါကျွန်တော်ကိုပြန်ပြောတယ်ပေါ့နော်။အဲ့တော့ရှင်ဂျာနာပြောတဲ့သဘောတရားနဲ့လည်းအတူတူဖြစ်နေအောင်တွေးရတယ်။မင်းရဲ့နေကြောင့်မင်းရဲ့ဘယ်သူမြင်နေတာလဲမှမဟုတ်တာဆိုတော့ဘယ်သူကြောက်လိမ့်မတော့ပေါ့ဗျာ။ လုံးစရာမရှိသေးတော့ကြောက်ပါပေါ့တော့လုံးစရာကျုံးလာရင်တော့သွားပါကွာငရဲကတောင်ကြမ်းတောင်ကသေးပဲဆိုပြီးတော့လုံးတော့မှားပြတာအဲ့ဒါဆိုပြောမစင်တော့ငရဲနဲ့ကတော့တီလာလုံးအောင်ပတ်နိုင်ပါဘူးလို့သူပြောရမယ်။နတ်ပြည်နဲ့မြောက်ပြလို့လဲနတ်ပြည်လည်းပဲကျုပ်လုံးလူနဲ့တွေ့လို့တော့မရသေးတော့ဘူးသူပြောပါပါနော်။ကျုပ်ဆိုရင်ကိုလဲစာသမားပေသမားဖြစ်တဲ့အတွက်နတ်ပြည်ကိုလေ ဟောချောင်းကြီးပေါက်ကလေးကနေပြီးတော့နတ်ပြေကိုချောင်းကြီးတဲ့အခါမှာမြင်ရသလောက်ကျွတ်ဆွေနတ်ပြေကိုပြောနိုင်တယ်သိတယ်ဗျာလို့ချင်းပြောမစင်ကတော့အဲ့နတ်ပြေလည်းပဲပြောမစင်သူများသိတာတဲ့မအောင်အောင်သိတယ်လို့ကျွတ်ကပြောချင်ပါတယ်ဘလို့ချင်ပါဘူးအဲ့နတ်ပြေလည်းကျွတ်ဆိုလိုတာကတော့ဖြင့်အဲ့နတ်တွေငရဲတွေနဲ့ဟာဟုတ်မှုပြတကယ်ကြတော့အဲ့လိုတွေမဟုတ်တာလားလို့ဆိုတော့ဒန္တာဘေးလို့ဆိုတော့ ဟာဒီဒီအပြစ်လုပ်လို့ရှိရင်တော့ကြာကြာတော့ထောင်ကြတန်းကြဒါနဲ့ခုတ်ခံရလှမ်းနဲ့ထိုးခံရဖြစ်မှာပေါ့ဒါလည်းတက်တက်လွတ်အောင်ရှောင်းနိုင်လွတ်တာပဲဗျအဲ့တော့အဲ့ဓာရီနဲ့လည်းပဲအပြစ်မဟုတ်ဘူးလို့ပြောကြဟုတ်ပြီတတ်တာဟာအပြစ်စေဘယ်လိုအပြစ်ဖြစ်တာလဲခိုးတာဟာအပြစ်စေဘယ်လိုအပြစ်ဖြစ်တာကိုကတော့လူတွေကလည်းပဲဘယ်သူမှလည်းခိုးတာလုံအောင် တတ်တာလုံးအောင်နေတိုင်းနဲ့သူကမရှိတာဆိုတော့သူလိုလိုကိုလိုလိုလေးရဲ့လိုလိုဆိုတော့တတ်တာလည်းသိအပြစ်မရှိတော့ဘူးလို့ဖြစ်တယ်လေခိုးတာလည်းပဲသိအပြစ်မရှိတော့ဘူးလို့လို့ဖြစ်တယ်ကြအပြစ်မရှိတော့ဘူးလို့လို့ဖြစ်တဲ့အခါကျတော့တတ်တာရဲ့အပြစ်ခိုးတာရဲ့အပြစ်သိမတိတော့တကယ်အတိုင်းကတော့တတ်တာတော့ခိုးတာတော့သိအပြစ်ရှိပါဘယ်လောက်အပြစ်ရှိတယ်လဲလို့ဆိုတာဆင်ခြင်ပြီးတော့ကြည့်ကြပါလို့သူပြောရမှာပေါ့ နည်းနည်းပါးပါးလေးစင်ကြတာအောင်ကျုပ်စင်ကြပြီးတော့ပြကြည့်ပါမယ်။ဆိုလိုတာကတော့ကိုမိတ်ဆွေတယောက်ကကို့ကိုတစ္ဆာဖောက်တဲ့အနေနဲ့ကိုပစ္စည်းခိုးသွားပြီဆိုတော့ခိုးသွားပြီလို့ဆိုရင်ဒီသူ့ကိုမိတ်ဆွေဖြစ်ကနေပြီးရှော့မလားရှော့လားရှော့ပါမယ်။ရှော့ရပြီတော့ဟောဒီသူ့ကိုမိတ်ဆွေဖြစ်ကရှော့သွားပြီလို့ဆိုရင်ဒီသူနဲ့ဒီသူတော့ပြဲမိတ်ဆွေမဟုတ်တော့ဘူးဖြစ်လာတယ်။ကဲဒါဒီသူ့ကိုပြစ်ပယ်လိုက်တာပဲနော်။ အဲ့ဒီလိုမျိုးလိုပဲဘသူပစ္စည်းကိုဘသူအဖြစ်ခိုးခိုးတဲ့လို့ဆိုရဲအဲ့ဒီခိုးတယ်ဆိုတဲ့သူကကိုယ့်အိမ်ကိုလာမယ်ဆိုတော့ကကိုယ့်အိမ်လာမယ်ဆိုလို့ရှိရင်ပြူပြူငန်းကအလားခံနေပါပါဆန်ပါဘူးဘာလို့ဒီကောင် တခိုးဟောကြတို့အိမ်ဝင်စားထွက်တာတွေရှိနေတခိုးကြမြင်တို့အိမ်လည်းပဲခိုးမှုနဲ့မလုံးကြဘူးလို့မပြောနိုင်ဘူးဒီကောင်တို့အိမ်ကိုတိတ်ကြီးအလားခံလို့မဖြစ်ဘူးမတော်တဆလာတယ် ကိုလည်းစားကောင်းတောက်ခွဲတွေစားနေတယ်ဆိုရင်သူမတွေ့ခင်အတွင်းဒီစားကောင်းတောက်ခွဲတွေဖွဲ့ရလိမ့်။ဟောသူမကြွေးကျင်ဘူး။ဘာဖြစ်လို့မကြွေးကျင်တာတော့ဆိုရင်သူစားရသွားရင်ပျော်သွားမစိုးလို့တည်းရော။ပျော်သွားရင်တော့ခေါက်ခေါက်ခါခါလာနေမစိုးဘူး။လာရင်လည်းပဲကိုယ်လည်းပဲအခိုးခံရတာဖြစ်မစိုးလို့။ပြောလို့ဆိုရင်တော့ဒီခိုးသူဆိုတဲ့ဟာကိုလောကကမပြစ်ပယ်ဘူးလားပြစ်ပယ်တယ်လား။ပြစ်ပယ်ပါဘူး။ပြစ်ပယ်တယ်။ဒါပေမဲ့အခုတော့တိတ်မထူးသလိုလိုတော့ဖြစ်ပါတယ်။တလိုလိုနဲ့တလိုလိုလေးကြီးတယ်လို့ပြောတဲ့အခါကျတော့ တကယ်ကတော့အဲ့ဒီခိုးတယ်လို့တတ်တယ်လို့ဆိုတဲ့အမှုကလူပါရာသီကဟုတ်ပဲဗျာလူဖြစ်ရှုံးတယ်လို့အတိပ္ပယ်ရောက်တာပေါ့ဗျာပါရာသီကဆိုတာအဖြစ်ရှုံးတာလူအဖြစ်ရှုံးတယ်ဆိုတာလူဖြစ်တဲ့သူ့ကိုတတ်တတ်မှတ်လူတွေအတိအမှတ်မပြီးရှင်တော့ကိုယ်ရင်လည်းမိတ်တို့ဆွေတို့အဖြစ်နဲ့ပြူးပြူးငါးငါးလက်မခံရင်တော့သူ့လည်းစားကောင်းတော့ဖွယ်လည်းပဲပြူးပြူးငါးငါးနဲ့မကြွေးရှင်တော့ ဘာသူမစားစီခြင်းလို့မကြွေးချင်တာမဟုတ်ဘူးသူမုန်းလို့မကြွေးချင်တာမဟုတ်ဘူးသူကိုကြွေးလိုက်လို့ရှိရင်ကိုခင်သွားပြီတကလားကိုကသူ့မိတ်ဆွေလို့မှတ်ပြီတကလားကိုပေါင်းပြီတော်တော်ကြကိုကိုလှုပ်ကြံသွားမစိုးလို့ပေါ့နော်အဲလှုပ်ကြံသွားမှကြောက်လို့ခေါ်လို့လူတွေကပြစ်ပေကြအဲ့တော့ပြောမစင်တော့ဒီလိုမျိုးဒီအပြစ်တွေကိုလှုပ်တဲ့သူဟာလူဖြစ်ရှုံးတဲ့သူလူပါရာဇိကကြတဲ့သူလို့ပါရာဇိကဆိုတာအဖြစ်ရှုံးတာလို့ထိပ်ပေရောက်တာပြတ်တော့အဲအဲ့လိုဖြစ်တဲ့သူပါဗျာ ဒီတော့ဒါတကယ်တရားပြတ်မှုကြီးမဟုတ်လားလူအမြင်ဘက်ကိုလူလူအုပ်ထဲကနေဖဲ့ပြီးဒီကလားလူအမြင်ဘက်ကိုလွှင့်ပြလိုက်တာခံရပြီလို့ဆိုရင်အတိတူဟာတော့ဖြင့်တကယ်ကိုဒုက္ခဒုက္ခစလတ်ပါပါရောက်ပြီလို့ပြောရမှာမဟုတ်လားဗျာကဲတယ်လို့ဆိုရင်ဒီခိုးတယ်ဆိုရဲဟာရဲ့အပြစ်ကဒီအပြစ်ပဲမဟုတ်လားဗျာကဲဒီအပြစ်ကိုကျုပ်တို့ကနေပြီးဒီကလားအာယုံလုတ်ပြီးဆရာလားအဲ့ဒီအာယုံကိုကျုပ်တို့စိတ် ဝိတက်နဲ့တွင်းပေးတာတို့ဝိစာရနဲ့ကျက်စားပေးတာတို့မလုံတဲ့ဖလားလုံတဲ့လားလုံတဲ့တကယ်လို့များအဲ့ဒီအပြစ်ကိုကျုပ်တို့ကအဲ့ဒါလို့ဇံပွားလိုက်ရင်ဒီအပြစ်ကိုကွင်းကွင်းကွက်ကွက်မြင်မလားမမြင်ဘူးလားမြင်လားဩဝိရမီတဘာကိုကွင်းကွင်းကွက်ကွက်မြင်ပြီဆိုရင်တော့ဝိရတိကတော့အထူးလုံနေဖို့မလိုတော့ဘူးဟုတ်တယ်နော်ဒီပြည့်ဘယ်လိုမှမကျူးလွန်ကျင်တော့ဘူးကျုပ်တို့စားပွဲတောက်ရတဲ့မှာဥပမာ အညစ်အကြေးတစ်ခုကိုအာတယီတွေကကြာသွားတယ်အနှက်တွေကြာသွားတယ်လို့ဆိုတာကျွတ်တော့တိလိုက်တယ်ဆိုတော့ဗျာမြင်လဲမမြင်ရဘူးအနှံ့တယ်လည်းပဲမပြောင်းဘူးအဲနှက်တွေကြာသွားတယ်လို့သိရဒီအစားစာကိုကျွတ်တော့စားနိုင်ပါဦးလားစားရင်စိတ်ပေါက်ပါဦးလားဗျာမပေါက်တော့အဲ့ဒီဝိရမီတပါကိုအာယုံထားပြီးတကလားကျွတ်တော့စိတ်ကိုဝိတက်ကနေတင်ပေးမယ်တင်ပေးမယ်ဝိသရာကနေ ုံးသပ်ပေးမယ်ဆိုရင်ဓာကြီးကိုကျွတ်တော့ကိုင်းရင်းကွက်ကွက်မြင်ပြီလို့ဆိုတဲ့ခါကြတော့မစားခြင်းစိတ်ဖြစ်နေအောင်သွင်းတာမျိုးမလုပ်ဟုတ်မလုပ်ရတော့ပဲနဲ့အလို့လျောက်မစားခြင်းကဖြစ်တော့မှာဓာကြီးကိုဘယ်လိုမှမလုပ်ချင်တာမျိုးဖြစ်တော့ခတော့ဒါကြောင့်မလို့ဝိရတိဖြစ်ပြီးဝိရမီတာဘကိုအာယုံထားပြီးတကလားကိုကနေပြီးတော့ဇံပွားလိုက်တဲ့အခါကြတော့ဟောဝိရတိဖြစ်ပြီးကျွတ်တော့ဒီလိုမျိုးလို့ဇံပွားကြတာ မဟုတ်ကဟုတ်ကအပြစ်ကိုလည်းပဲအပြစ်လို့လုံးလုံးမဖြစ်ဘူးဥပမာငရဲအပြစ်တို့ဘာတို့ဆိုတဲ့ဟာမျိုးနဲ့လည်းပဲအတ္တနုဝါဒဘေးအပြစ်တို့ပရာနုဝါဒဘေးအပြစ်တို့ဒန္တဘေးအပြစ်တို့ဒုက္ခတိဘေးအပြစ်တို့ဆိုတာလေသုံးစင်တော့စိတ်ကူးနေရှောက်ပြီးပြောနေကြတာတကယ်အပြစ်ကခုနလူတွေရဲ့အပြစ်ပဲခံရတယ်အပြစ်အဲ့ဒီလိုဖြစ်တော့ဒီသူကလည်းစိတ်ကောင်းစိတ်မြတ်ကမထားနိုင်ဘူးဒါကြီးကိုမချွတ်နိုင်မလွတ်နိုင်ဖြစ်ပြီးတကယ်ဒါကြီးထထလို့ဒါကြီးထထလို့တဲ့ခါကျဒီလူပိုဆိုးပြီးတကယ်လား ဒီသူဖြင့်လူလောကရဲ့အပြည့်အဝကိုရောက်သွားတာလို့ဒီလိုပြောရမှာတော့အဲဒီတော့ပြောမယ်ဆိုရင်အဲဒီလိုဇံပွားရင်ခုနအပြစ်ကအစတော့ကမသိဘူးသူများတွေကဒါကိုမလုတဲ့ဘူးလို့ပြောလို့ဒါမလုတ်ဖဲနေရတယ်မလုတ်ဖဲနေရင်ကနေပြီးတော့အဲ့ဒီမလုတ်တဲ့ဟာဘာကြောင့်မလုတ်ရတာလဲလို့ဆိုတဲ့အာယုံကိုပြုတ်တော့နေထင်းနေအောင်ပွားလိုက်လို့ရှင်ကဲပုံပေါ်မလာပဲဘူးလားဗျာ ပိုးပေါ်လာရဲ့အဲ့ဒါကြီးကိုအထက်ထပ်ပွားလိုက်လို့ရှိရင်ဟိုတစ်ခုမြင်ဒီတစ်ခုမြင်တခြားတစ်ခုမြင်အပြစ်တွေကိုပေါ့ဗျာအဲ့ဒါလို့မြင်တော့ဒီအပြစ်တွေအများကြီးစုပေါင်းလိုက်လို့ရှိရင်အပြစ်ပုံကြီးတစ်ခုပေါ်မလာဘူးလားပေါ်လာပါဗျာပေါ်လာတော့အဲ့ဒီအပြစ်ပုံကြီးပေါ်လာတာကပြောမစင်တော့ဒိဗာစက်ခုညံပေါက်တာလို့အဲ့လိုပြောရမယ်ပေါ့ဗျာဒိဗာစက်ခုအဘိညာဉ်ပေါက်တာပေါ့အပြစ်ကိုတာပန်ကအတိုင်းအပြစ်ထားလိုက်ရင်မတည်ဒီအပြစ်ကိုအထက်ထက်ရှုတဲ့အခါမှာအပြစ်တွေကိုတိတ်တိလား အမျိုးစုံတိလာအမျိုးစုံတိလာရတဲ့ဒီအပြစ်တွေအမျိုးစုံတွေကတခါတည်းထပ်ပြီးတော့ပုံခေါ်လိုက်တဲ့အခါကျတော့အပြစ်အိုးကြီးဖြစ်ပြီးတော့အပြစ်ကောင်ကြီးဖြစ်နေပြန်လာတဲ့အခါမှာဟောဒေဝဆေပေါ့ဒေဝဆေကညာပေါ့ရဲ့နော်ဒီအပြစ်ဖြစ်လို့ကိုမလို့ကျင်တော့ပါဘူးဘူးလို့ဆိုတာမျိုးဖြစ်မလားမဖြစ်ဘူးလားဖြစ်ပါရဲ့ဗျာဒီအပြစ်ပေါ်မှာအပြစ်လောက်ရတာပေါ်မှာဟာကောင်းနေဟာငါနိုင်ဝက်လောက်ကလေးမိနစ်ပိုင်းလေးလုံးလိုက်တာနဲ့ ငါပဲဆန်နေသိမ်းပေါင်းများစွာရတယ်။တာမန်အလုလုနေတဲ့သူတွေတလတသိန်းခွဲရတော့မပေါ့၊၂သိန်းရတော့မပေါ့၊၁၀သိန်းရတော့မပေါ့။သူတို့ကတလလုံးလုံးမှ၁၀သိန်းလောက်ရမှာ။ငါတို့က၁မိနစ်လောက်ခိုးလိုက်တာနဲ့ပဲသိန်းတရာလောက်လဲရကျင်ရတယ်လို့ဆိုရင်။ तू ကတော့ตายရနေမှာနော်။ကဲခုနကလို့အပြစ်မြင်တဲ့လူကตายရလို့ရပါဦးတော့မလား။မရဘူး။အဲလိုမျိုးလို့လိုလားတဲ့စိတ်ဓာတ်မဖြစ်တော့တာကိုလိုလားတဲ့စိတ်ဓာတ်ကိုအာသာလို့ခေါ်တယ်။ အဲ့ဒီအာသာတွေရှိတာကိုကြတော့အာတဝလို့ခေါ်တယ်။အဲ့ဒီအာတဝရှိလို့ရှိရင်ဒီသီလကတော့ပြက်ပါပြက်ပါပဲ။စောင့်တည်လဲစောင့်တည်တာပဲရှိမယ်ပြက်ပါပဲ။အာသာရှိအာတဝရှိနေတာကိုဗျာ။ခုနတော့အာတဝမရှိအောင်လွယ်ဒိဗတ်သက်ခုညာပေါက်လို့ရှိရင်ကတော့ပုံပေါ်ရင်ပေါ့ဗျာ။ဘယ်ဟာပြည့်ပြည့်ကိုလုံးမဲ့ဟာကိုအထက်ထက်တွေးရင်းနဲ့ပုံဖော်ကြရတာပါပဲ။ပုံဖော်လို့ပုံပေါ်လာပြီဆိုမှလည်းပဲအလုတ်ကလည်းအောင်းမြင်လုံနေတာပါပဲ။ အခုဘိုးဘောလာတဲ့အခါကျအာသာမရှိတော့ဘူးအဲ့ဒီအာသာမရှိတာကိုအာတဝက်ခရလို့ပြောပြောရတယ်ဟုတ်အာတဝက်ခရဘိညာဉ်ပေါ့ဒီဘိညာဉ်ဟာမိုးဘွားကြလာတာလည်းမဟုတ်ဘူးပညာရှင်ကြီးကနေဖန်ဆင်းလိုက်တာလည်းမဟုတ်ဘူးသူလုံရင်ကနေပြီးမှပေါက်လာတာဟုတ်လားဒီအသည့်ကသူ့အလုတ်ကရလာတယ်အသည့်သူ့အလုတ်ကဘာလုတ်တော့ဇံပွားတယ်ဘာကိုဇံပွားတာလို့ဆိုတော့တီလာကိုဇံပွားတာတကယ်တော့မှတော့ အဲ့ဒါလိုများလုံးလို့ရှိရင်ကတော့ဒီသီလဟာဖြတ်လို့ရပါအောင်တော့မလားရတော့ပါဗျာအရှင်ညာနာရဲ့တရားတွေကဒါကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေကိုဒီဒိဋ္ဌိတွေမောဟတွေဖြုတ်ပေးတယ်လို့ပြောလို့ရတယ် ။ဘာကြောင့်မို့လဲဆိုရင်ကျွန်တော်တို့အရင်တုန်းကပေါ့နော်အခုလိုမျိုးဒါမကောင်းမှုတွေမလုပ်ရဘူးဆိုတာမျိုးကိုအဲဘာကြောင့်မလုပ်ရဘူးဆိုတာကိုကျွန်တော်တို့တွေးတဲ့နေရာမှာပေါ့နော်ဒါငရဲတွေရောက်မယ်ပိတ်တာတွေဖြစ်မယ်တလိမ့်ဆန်တွေဖြစ်မယ်ဒီတွေးတွေကပြောရလို့ရင်ဒါနောက်ဘဝရှိတယ်လို့ခံယူထားတာဖြစ်တဲ့အတွက်ဒီတတ္တတဒိဋ္ဌိလည်းဖြစ်နေတယ်အဲပြောချင်တာကဗျာဒါကျွန်တော်တို့ကယူမားကြီးတွေနဲ့အဲ့ဒီကျင့်ကိုကျင့်နေတယ်လို့ဒါစင်ညာနာရဲ့မိုးပြဝါဒဆိုတယ်ပေါ့နော်အဲ့လိုမျိုးလို့အမြင်နေပေါက်ပြီးတကလာရထားတဲ့ဒီလကတော့ တကယ်ကိုကိုတိုင်တရားရတာလို့မပြောတတ်ဘူးလားပြောတတ်တယ်လားပြောတတ်ပါတယ်တကယ်လို့အဲ့ဒီတရားကိုရရင်တော့အဲ့ဒီတရားရတယ်ပေါ့ဒီတဲ့အဲ့ဒီတရားတဲ့အရှင်းပြင်းတဲ့တရားတွေလည်းရကြရတော့ရှင်းအောင်ပါပါဥပမာကာမကုသိုလ်တွေရဲ့အပြစ်တွေယူပကုသိုလ်တွေရဲ့အပြစ်တွေအာယူပကုသိုလ်တွေရဲ့အပြစ်တွေကိုလည်းပဲခုနလိုရှိပွားရင်ခုနလိုမြင်ပါပဲအကုသိုလ်ရဲ့အပြစ်ဖြစ်တယ်ပါဏာတိပါဒကျူးလွန်တာတွေအာရိဏဒါနကျူးလွန်တာတွေရဲ့အပြစ်တွေကိုရှုတော့ အောက်တန်းစားအပြစ်တွေပေါ့နော်အကုသို့လို့ဆိုတဲ့အောက်တန်းစားအပြစ်တွေကိုမြင်တော့အောက်တန်းစားအရိယာဖြစ်တာပေါ့ဘာဖြစ်လို့အရိယာဖြစ်တယ်လို့ပြောရတာတုံးစဲအပြစ်တွေနဲ့ဒီအပြစ်တွေကိုပြုတဲ့သူကဒီအပြစ်တွေကမကျွတ်နိုင်ဒီအပြစ်တွေကအစွန်းနေထင်းနေနဲ့ကွက်အကွက်တွေဖြစ်ပြီးတော့ဒီလူမှာထင်ရှားနေတယ်ပေါ့ဥပမာတကုတ်မဲ့ ခင်ဗျားတို့ရက်တောက်တဲ့လူဆိုတာတွေ့ဦးမှာပါပဲရက်တောက်တဲ့လူကိုအရက်ထဲကဘယ်လိုသိကြလဲရက်သမားဟိုသူ့ဒီမှာအရက်သမားအဖြစ်နဲ့ဘာသိတာလို့လဲလို့မေးဘာမှမသိပြီမလို့လဲအစွန်ထင်းကြီးဖြစ်နေတာဖိစားနေတဲ့သူလို့ဆိုရင်တော့ဒီသူ့ကိုကလေးတွေကတောင်မှမသိကြဘူးလားသိပါတယ်ဘယ်လိုသိရောဖိစားခိုးနေတဲ့သူကြတော့လဲတခိုးလို့ဒါတည်းကသူ့ရဲ့အစွန်ထင်းနေဖြစ်နေတာဒီအစွန်ထင်းဖြစ်နေလို့ထင်ရှားတာကို ါဠိလိုခေါ်လိုက်တော့တတ္တဝါလို့ခေါ်တာတတ္တဆိုတာထင်ရှားတာကိုပြောတာဝါဆိုတာရှိတာထင်ရှားမှုရှိတယ်အစိုးအကွက်ကြီးတွေထင်ရှားနေတာဆိုတော့အဲ့ထင်ရှားမှုရှိနေတာတတ္တဝါဒီအစိုးအကွက်တွေတဲကခုနသူ့တဲ့တတ်တယ်ဆိုတဲ့အစွန်းထင်းအဲသူ့သာခိုးတယ်ဆိုတဲ့အစွန်းထင်းအကွက်အကုသို့အစွန်းထင်းအကွက်တွေသူချွတ်နိုင်သွားတယ်ခြေနိုင်သွားပြီဖြတ်နိုင်သွားပြီလျှော်နိုင်သွားပြီလို့ဆိုတဲ့အခါကျသူ့ဖြူစင်သွားဘူးလားဖြူစင်သွားဖြူစင်သွားလို့မလို့ ဒီသွန်းထင်းနေဖြူစင်သွားတဲ့သူတော့အရိယလို့ပြောတာဒါဟုတ်ပါရိယလို့ပြောမလို့ရှင်တော့ပထမဆုံးအကုသိုလ်တွေကိုပယ်ရတဲ့အရိယဖြစ်တယ်အတွက်ပထမအရိယလို့ဒီလိုပြောရမှာပေါ့ဗျာတော့အဲ့တော့ကျွတ်တုတဲ့တွေကအရိယဖြစ်ကြရဖို့မကောင်းဘူးလားဗျာကောင်းပါတယ်ဗျာကျွတ်တုဖះကကျွတ်တုကိုနတ်ပြည်ရောက်အောင်လို့ခေါ်ခဲ့တာမဟုတ်ဘူးနတ်ပြည်အကြောင်းခေါ်ခဲ့တာတနည်းအားမရှိဘူးလို့ကျွတ်တုပြောချင်တယ်ဗျာဟုတ်ပါတော့ငရဲကလွတ်အောင်လို့ကျွတ်တုကိုခေါ်ခဲ့တာမဟုတ်ဘူး ငရဲကြောင့်ဟောခဲ့တာကိုကျွတ်တို့ဘုရားဟောတဲ့မှာဖြစ်တနည်းအားမှမရှိဘူးလို့ကိုကျွတ်တို့ပြောချင်တယ်ဗျာအဲ့လိုဆိုတော့ကျွတ်တို့ဘုရားဘာပြောခုနအစွန်းထင်းကြီးတွေကျွတ်ပြီးတော့ဖြူစင်တဲ့အရိယာတွေဖြစ်အောင်ဆိုကျွတ်တို့ဟောတာဗျာဒီအရိယာတွေဖြစ်လို့ရှိရင်မာနဆိုတာရရှိပါအောင်တော့လားဗျာเนาะမရှိဘူးလို့ဆိုလို့ရှိရင်ဒီသူတွေကရောရံဖြစ်ကြတယ်ဆိုတာရှိပါအောင်တော့လားဗျာเนาะမယ်ငါ့အိမ်မှာတော့ငါတော့ဘူပဲလို့ဆိုတာလုံးလို့ရပါအောင်တော့မလားဗျာမရတော့ဗျာ ဒါလို့ဆိုရင်လူတွေဟာတိုးနဲ့တူဟာပြောမစင်တော့မတင့်မတင့်ဖြစ်ကြတယ်ဟုတ်ပါနော်တိုးနဲ့တူဟာတင့်နေတယ်လို့ဆိုတာအထက်ရောက်ကလေးနဲ့တင့်တာလေးကိုကြည့်ပြီးပေါင်းနေလို့တင့်တာနော် ပြောမစင်တော့ကိုမတဲ့စရာတွေတော့ရှိတယ်ရှိပေမဲ့အဲ့ဒါတွေကိုမဖော်ဘဲနဲ့တဲ့စရာလေးကိုပဲကြည့်ပြီးဒီကလာပေါင်းနေကြရတယ်သူတွေကိုတဲ့တယ်လို့ပြောရတာမဟုတ်လားဗျာအဲ့တော့ဒါပါပြလို့လူတွေဒီလိုမျိုးလို့ တိုးတဲ့တူရန်သူမှတ်မှတ်ကြီးတွေဒသိမ့်ပြင်းပြင်းနေဖြစ်နေကြရတာတုံးလို့မေးရင်သူ့အလုံးနဲ့ကို့အလုံးနဲ့မတူလို့မဟုတ်ဘူးသူ့ဥစ္စာပစ္စည်းရှိတာနဲ့သူ့ဥစ္စာပစ္စည်းမရှိတာနဲ့ကွဲပြားနေလို့လည်းမဟုတ်ဘူးဟုတ်ပါတော့ဒါသူ့လူမျိုးကကလားလူမျိုးဖြစ်တယ်ဒီလူမျိုးကဗမာလူမျိုးဖြစ်တယ်လို့လူမျိုးကွဲနေလို့လည်းမဟုတ်ဘူးဟုတ်ပါတော့ဒါခင်ဗျားတို့မြင်သားအောင်ပြောတာပါတကယ်ကတော့ဓမ္မရေးပြီ ဟောဒီဓမ္မမရှိကြလို့ဒါကွဲနေတာဗျပြောမစင်တော့ဓမ္မမရှိကြရတော့ဓမ္မမရှိကြတော့မယုံဓမ္မမရှိရင်လူတွေကယုံမှာမလားဗျာယုံပါဗျာအဲတကယ်လို့ तू ကခိုးတတ်တယ် तू ကလိန်တတ်တယ် तू ကသူများအိမ်ထောင်သားများလည်းမားတတ်တယ်ဆိုရင်ယုံမှာမလားယုံပါဗျာတခါမှာဘူးထားရင်အဲ့ဒါကြီးလည်းဖြစ်သွားတာဗျာ ဟုတ်ဗနောဥပမာပြောကြသူဗျာအဲလူတယောက်ဟာပညာရတဲ့ရက်ကိုတင်လိုက်တယ်ဥပမာတစ်ခုအမော်တော်ဆိုင်ကယ်စီးတတ်တဲ့ပညာကိုမော်တော်ဆိုင်ကယ်ကြီးပေါ်လာတော့တင်ကြတယ်တင်ကြတော့မော်တော်ဆိုင်ကယ်ကြီးမပေါ်ခင်တော့မော်တော်ဆိုင်ကယ်စီးတတ်တယ်ဆိုတဲ့ခါရှားရှားဖြစ်မှာပေါ့ပေါ်လာလို့တင်လိုက်တဲ့ခါကျမော်တော်ဆိုင်ကယ်စီးတတ်သွားပြီအဲ့ဒီမော်တော်ဆိုင်ကယ်စီးတတ်ပြီးသားသူကို ော်တော်ဆိုင်ကမစည်းတတ်တဲ့သူဖြစ်အောင်ပြန်လုပ်လို့ရပါမလားကြည့်တော့အစိုးခွက်ကြီးခင်းနေတာအကြောင်းပြောတာနော်ခိုးတဲ့လူတယောက်ကို မခိုးတဲ့လူဖြစ်အောင် လုပ်လို့ရပါမလားမရပါဘူးဗျဘိဇာရဲ့တပါမူရစီပါတပါဘိဇာရဲ့တပါမဖြစ်အောင်ခင်ဗျားတို့ပြောလို့မရရတယ်လို့ထင်ရလားမရပါဘူးရာဦးရတိလားဘိဇာပြစ်ပြီးသားသူကိုဘိဇာမပြောင်းလုံးလို့မရဘူးဗျာဒီလားအရေသမားပြစ်ပြီးသားသူကိုအရေသမားမပြောင်းလုံးလို့မရဘူးဗျာ ဟန်ဆောင်ပြီးပေးတည်ပြီးနေနိုင်တဲ့လူနဲ့တပါပါနေကြရတာပဲရှိတယ်မကြွဘူးလို့တို့ဆိုလိုတာသူ့ဘာသာသူဘယ်လိုမှကြွအောင်မချွတ်နိုင်ဘူးတခိုးကငါတခိုးမဟုတ်အောင်ချွတ်မယ်ကွာလို့ချွတ်လို့ကိုမရဘူးလူလိန်ကလည်းငါလူလိန်မဟုတ်အောင်ချွတ်မယ်ကွာလို့ချွတ်လို့ကိုမရဘူးခုနအရိယတရားနီနီလန်းကလေးနဲ့အရိယမက်ခင်တရားလေးနဲ့ချွတ်ပါမှာပဲဒီလန်းလေးတလန်းနဲ့ပဲချွတ်သေးရှိတယ်ဟောဒီချွတ်သေးရလွယ်လို့သူ့ဆွဲနေတဲ့ ခုံမှုဆိုးမှုတမ်းမှုဖျားမှုဆိုတာကြွန့်ကုန်တတ်တယ်။ဒါကြောင့်မလို့ဟောဒီအရိယတရားဆိုတာလေစိတ်ဖို့တန်တဲ့တရား။အဲ့လိုသိဖို့တန်တဲ့တရားကြီးကိုကျွတ်တို့ဘုရားဖျားကဟောခဲ့တာဖြစ်ပေမဲ့ကျွတ်တို့တွေမရကြဘူးလေဖြစ်တယ်အားလဲအတော်မသိမြတ်ဘူးဗျာ။အဲ့တော့ပြောမယ်ဆိုရင်ကျွတ်တို့တခါကလေးလောက်လောက်တာပဲကွာ။ဘာဖြစ်တာမှတ်လို့လို့ပြောလို့မရဘူး။တခါလေးလောက်လောက်လိုက်ရင်ချိုးရည်တွေကိုကျွတ်တို့ရဲ့ဖြူဖွေးနေတဲ့ပစ္စည်းလေးတခုထည့်လိုက်ရင် အဲ့ဒီဆိုးရမလိုက်တယ်ဆိုရင်နှစ်တုံးပဲဒီဆိုးရဆွဲတာအပေါ်မလိုက်ရင်ဆိုးရမရှိဘူးလို့ဖြစ်ကြလားဖြစ်ပါဘူးအပြေဘူးတော့အဝတ်မှာဒီဆိုးရဆွဲနေတော့တာဗျာတော့ချွတ်ဆေးကောင်းကောင်းနဲ့ချွတ်ပါမှဒီဟိုကငကိုအဖြူတဲ့အတိုင်းပြန်ဖြစ်လိမ့်မယ်ဗျာနော်အခုလည်းပဲလူဟာပကတိအပြည့်တော့ရိုးသားသားပဲအမှုတွေကိုပဲမြင်တတ်တယ်အဲတကယ်လို့မှာကျုပ်တို့ကနေပြီးတော့တစ်ခါတော့ခိုးမိပြီးသိုးမိပြီးတတ်မိပြီးဖြတ်မိပြီးဆိုရင်တော့ ဒီသူကတော့တခါကလေးမို့သူတို့မအောင်မင်းတယ်။ဟွာဒီသူကတော့အစွန်အထင်းကြီးနဲ့ဖြစ်သွားပြီတတ္တဝါဖြစ်သွားပြီလို့သူပြောရမှာနော်။အဲအရိယတရားဖြစ်တယ်။ခုနသီလလို့ဆိုတဲ့ဟာကိုဖျားပေးတဲ့အတိုင်းသောက်တီးတမာတိလို့ဆိုတဲ့အတိုင်းတမာဝါယမတွေတမာတတိတွေတမာတမာတိတွေဖြစ်တဲ့ဟာတွေနဲ့ပွားများတမာဒိဋ္ဌိတမာသင်္ကပ္ပလို့ဆိုတဲ့အမြင်မှန်တွေကိုရခုရရှိချက်နဲ့ဝင်ပြီးသီလအပေါ်မှာကိုယ့်ရဲ့အကျင့်အပေါ်မှာ ချွတ်သေးကောင်းကောင်းဖြစ်နေမချွတ်ရင်ဒီလူတွေဟာတခါပဲလှုပ်တာပါကွာနောက်မလှုပ်ပါဘူးလို့ပြောတာအပူပဲပြောတာမကြည့်ဘူးဗျာအဲ့လိုပြောရမယ်ဗျာဗီဒီယိုကတော့ဒါမိနစ်ကတော်ရှည်သွားပြီဗျာခုတရားဟိုဒါအဆုံးထိနားကျင်နေဆိုရင်ပေါ့နော် YouTube ပေါ်မှာပဲရှိတယ်အဲ့တော့ခုတရားရဲ့ခေါင်းစဉ်ကတော့ဒါလောကကိုအမြင်မှန်ဖို့လိုတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ပေါ့နော်အဲ့ဒီခေါင်းစဉ်နဲ့ပဲဒါ YouTube ပေါ်မှာအပိုင်း၃ပိုင်းရှိတယ်စိတ်ဝင်စားလွယ်တော့အဲ့ဒီခေါင်းစဉ်နဲ့ရှာကြည့်လိုက်ပေါ့နော်